ားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AOU Channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ကျမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဆရာဦးညိုတောင်ရေးသားထားတဲ့ဘာသာကြီးလေးကိုအနှစ်သာရများဆိုတဲ့စာအုပ်ထဲမှာကဘာပြက်ပုံဆိုတဲ့အဆောင်မလေးအကြောင်းကို ဘူတုဒ္ဒရဝယ်တင်ဆက်ဖပြပေးချင်တာပဲဖြစ်ပါတယ်ရှင်။နားထောင်ကြည့်ရင်ဘူတုဒ္ဒအရန်ရမယ်စပေးများထဲမှာပါပါတယ်ရှင်။လူလူဤအနှစ်90သည်စတုမဟာရေနတ်တို့ဤတရက်နှစ်ညီမြသည်ထိုရက်ဖြင့်ရက်ပေါင်း30သည်စတုမဟာရေလတလဖြစ်သည် ထိုလဖြင့်12လသည်စတုမဟာရေနတ်တို့ဤတနှစ်မီဤထိုနှစ်ဖြင့်အနှစ်900သည်စတုမဟာရေနတ်တို့ဤနှစ်သက်ဖြစ်ပါသည်တဲ့။ လူတို့၏အနှစ်တရာသည်တာရိနာနတ်တို့၏တရက်နှင့်မျှသည်ထိုရဖြင့်တွက်ချိရသောနှစ်ဖြင့် တာရိနာနတ်တို့၏တက်တန်းသည် အနှစ်တထောင်ရှိသည်လူတို့၏အနှစ်နေရာသည်ယာမာနတ်တို့၏တရက်ဖြစ်သည်ယာမာနတ်တို့၏နှစ်ဖြင့်ယာမာနတ်တို့သည် အသက်နှစ်တထောင်ရှိသည်ထိုနည်းဖြင့်ပင်လူတို့၏အနှစ်လေးရာသည်တုတိတာနှစ်တို့၏တရက်ဖြစ်ရာရင်းတုတိတာနှစ်တို့၏အနှစ်လေးထောင်သည်တုတိတာနှစ်တို့၏တတန်းပင်ဖြစ်ပါသည်ရဲ့မြတ်စွာဘုရားပရိသတိနေသောအခါဖွားမြင်သောအခါတို့တွင်စကြဝဠာတိုက်ပေါင်းတထောင်သောဒေတာအထိတုံ့လှုပ်ခြင်းဖြစ်ပေါ်သည်ဖြင့် ထိုဆက်ကြဝရာတိုက်တောင်းအကျေဝန်ကိုဇာတိခေဟုခေါ်သည်ယတနာတုတ်မြစ်တာတုတ်စသောပရိတော်တို့ဤအာနာဆက်သည်ဆက်ကြဝရာတိုက်တသိန်းထိတက်ရောက်ပြန့်နှံ့သဖြင့်ထိုဆက်ကြဝရာတိုက်တသိန်းအကျေဝန်ကိုအာနာခေဟုခေါ်သည်မြတ်စွာဘုရား၏ညံတော်သည်ဆက်ကြဝရာအနန္တတိုင်အောင်အချွင်းမဲ့တည်မြင်တော်မူသဖြင့်ထိုဆက်ကြဝရာအနန္တကောင်းကင်ရှင်မြေတတဝအနန္တတို့ကိုဝိတယခေဟုခေါ်တွင်သည်ထိုခေသုံးမျိုးအနက်ဇာတိခေနှင့်အာနာခေတို့အတွင်တည်ရှိသော စัจ java တသိန်းတို့သည်ဖြစ်ပေါ်လာသောအခါတွင် အတူတကွတာပေါ်လာပြီးပျက်စီးသောအခါတွင်လည်းအတူတကွစัจ java တသိန်းလုံးပင်ပျက်စီးသွားရမည်ဖြစ်ပါသည်ယင် ဇာတိခေနှင့်အာနာခေဖြစ်သောစัจ java ရာတသိန်းအတွင်း၌ကဘာဖြတ်မူကြီးသည်ရှေးဥစွာရာသွုံဤထို့အခါလူအပေါင်းတို့သည်ဝမ်းမြောက်ဝမ်းသာဖြစ်၍တလေးကောက်ပဲတိနံမျိုးစီတို့ကိုကျဲဖြန့်ဆိုက်ပြိုးကြကုန်ဤထိုမျိုးစီတို့မှ ကောက်ပဲတိနံတို့သည်တွားဆားလောက်သောပမာဏအွေရရှိလာသော အချိန်တွင်မိုးရွာခြင်းရပ်သွားသည်မြည်ဤအတန်နှင့်တူသောအတန်သည်မြည်ဤကမိုးခေါင်လေးလေးမိုးကိုအမိပြုသောလူနှင့်တရိတ်ဆန်တို့သည်များစွာပျက်စီးဆုံးရှုံးကြ ကုန်သည်ဖြင့်ထိုချိန်တွင်ကမာဝါစရဘုံမှ လောကပြူဟာနှက်သားသည်ညီသောအဝိကိုဝိ၍သပင်ကိုဖားလျက်ချကငိုကြွေးလျက်လူပုံအရရသို့လှဲ့လေသွားလာပြီဤအချိန်မှနောက်အနှစ်တသိန်းလွန်သောအခါဤကဘာကိုမိုးဖြက်မည်ဖြစ်ကြောင်းအထက်ကောင်းကင်သို့ပထမဆန်၃ပုံတိုင်အောင်ပျက်စီးမည်ဖြစ်ကြောင်းလူတို့သည်တည်တင်းတည်လိုက် ကျင့်ကြရန်နှင့်အမိအဖယူတီကိုင်းဆိုင်ကြရန်တို့ကိုတိုင်တွန်းနှိုးဆော်တမှုကိုပြုသည်လောကပြူဟာနှစ်သား၏လုံဆောင်မှုကြောင့်လူနယ်အပေါင်းတို့သည်ထိတ်လန့်ကြကုန်သဖြင့်အမိအဖတို့ကိုလှုပ်ကြွေးကြခြင်းဒုစရအလုပ်ကိုရှောင်ကျဉ်ကြခြင်းတရားကျင့်ခြင်းတို့ကြောင့်ပထမဆန်သုံးမှု၏အထက်ပိုများသို့ရောက်ရှိသွားကြသည်ယခုဘဝတွင်ဇံမြလိုက်သောလူနယ်တို့သည်တည်သောအခါအခြားအထက်နှစ်ပုံများသို့ရောက်ရှိ၍ဝါယောကတိုင်းကိုအားထုတ်ကြရာမြမဘုံများသို့ကူးရကြရသည်တဲ့ အပေလေးပုံသားတို့ဒီလဲတန်တရာအဆက်ဆက်မှကုသိုလ်ကံတို့၏အကျိုးကြောင့်လူပုံတို့ရောက်ရှိလာကြကာထိုပုံမှစုတည်သောအခါနတ်ပုံ ထိုမှတဆင်အထက်ပြမပုံများတို့ရောက်ရှိသွားကြသည်အနှစ်တသိန်းစီရောက်သောကာလ၌နေနှစင်းတို့သည်တစင်းပြီးတစင်းထွက်လာ၏မြေချောင်းအင်းအိုင်ပေလေသမုတ်တရာတို့မှရေမြားခန်းချောက်ကလူပုံနတ်ပုံတို့အားလုံးကို မီးလောင်ကျွမ်းသဖြင့်ပထမဆန်သုံးပုံမြမပြည်တိုင်အောင်ပျက်စီးသွားသည်။ကောင်းငင်မြစ်တစ်ခုလုံးသည်တဆက်သေးဖြစ်လျက်ကဘာပြူမူရွာသွန်းသည့်အချိန်အထိတန်တရာလီကတ်တစ်ခုလုံးအမှောင်တိုင်ကြီးဖြစ်၍တည်နေလေသည်။ကဘာလောကကြီးပြည့်ရာတွင်မီးဖြည့်၍ပြည့်ခြင်း၊ရေဖြည့်၍ပြည့်ခြင်း၊လီဖြည့်၍ပြည့်ခြင်းဟူ၍သုံးမျိုးရှိသည်။မီးဖြတ်သောအခါပထမဆန်မြမသုံးပုံတိုင်အောင်ပျက်စီးလျက်ရေဖြတ်သောအခါဒုတိယဆန်သုံးပုံတိုင်အောင်ပျက်စီးကလီဖြတ်သောအခါတတိယဆန်သုံးပုံတိုင်အောင်ပျက်စီးသည်။ ကမ္ဘာလောကကြီးပြီးမီးကြောင့်9ချိန်တိတိပြက်ပြီးနောက်မှာရှစ်ချိန်မြောက်တွင် ရေကြောင့်ပျက်စီးရသည်မီး9ချိန်ရေ3ချိန်နီးဖြင့်ပျက်စီးသွားရာမီး6ချိန်ရေ9ချိန်စုစုပေါင်း63ချိန်ပျက်စီးပြီးသောအခါလေ3ချိန်ဖြစ်စီးသည်ကမ္ဘာပြိုမိုးကြီးသည် အနန္တကဲ့ရဲ့အတွင်း၌အဆက်မပြတ်ရွာသွန်းလျာရှိဥတွင်စီးနှင့်အရွယ်မူဒီမူပေါပမာဏမှတဖြည်းဖြည်းကြီးထွားလာသောမူဒီမူပေါကြလာသဖြင့်ယူဇနာထောင်တောင်အတိုင်းအရှိရှိသောမူဒီများစွာရွာချသည်လာဟာပင်ကြီးတစ်ခုလုံးသည်အထက်ပျက်စီးသွားသောပုံအထိရေပင်ကြီးဖြစ်လျက်ရှိသည် ရေပြင်ကြီးသည်တဖြည်းဖြည်းရောရှင်းသွားလျာကဘာပြက်ရာတွင်ပါသွားသော ပြမပုံမှစ၍အောက်ပုံတို့သည်တဖြည်းဖြည်းပေါ်ထွက်လာရာနှက်ပြည်လေးတဲ့ဖြစ်သောဂမ္မပုံတိုင်အောင်ပေါ်လာသည်တာဝရင်နာနှင့်စတုမာရင်နှက်ပြည်တို့သည်လည်းမြေကြီးနှင့်ဆက်ဆက်နေသောမြင့်မိုတောင်နှင့်ယူကန်ဒရီတောင်ထိပ်တို့တရှိသဖြင့်ချက်ချင်းပေါ်လာခြင်းမရှိကြတဖန်ပြန်၍ပေါ်ပေါက်လာသောပြမပုံနှင့်နှက်ပုံတို့၌အထက်ပြမပုံတို့မှပြမတို့သည်စုတည်ကြကပေါ်ပေါက်လာသောပုံများ၌ဖြစ်လာကြပါသည်ယေမူလတူရှိသော ောမျက်နှာပြင်သို့တိုက်အောင်ရေများကြာဆင်းသွားသောအခါတွင်ကနွားနို့အိုမျက်နှာပြင်၌တက်အံ့သောမလိုင်းများကဲ့သို့မြေစီလွှာများပေါ်လာသည်မဟာလီကပန်းအစင်ရှိသောမြေစီမြေနှင့်များသည်ကြားရင်ထောပတ်ကဲ့သို့ပင်ချိုးစိမ့်သောအရာသာရှိသည်ကဘာသည်ဖျားပွင့်သောကဘာနှင့်ဖျားမပွင့်သောတုံညကဘာဟူ၍ရှိသည်ဖျားပွင့်သောကဘာတွင်စဘူးတီပါတောင်ကျွန်း၏အလဲတက်တဲ့၌ရှိသောအဝန်းယူစနာ900ရှိသည့်ဘဟုအချက်ချာသည့်ဘောရီပင်နှင့်ပလင်တော်ယန္နာတရှိရဖြစ်၍ ဘူမိနတ်တန်နေရာဖြစ်သည်ဤနေရာသည်ကဘာပြတ်သောအခါနောက်ဆုံးမှပျက်စီးသွားပြီးကဘာတည်သောအခါတွင်လည်းရှေးဥစွာရှေးဥစွာသာလျှင် ဖြစ်ပေါ်ရမည်ဖြစ်၏ကဘာတည်သောအခါဤရ၌ပောက်ရောက်လာသောကြာပရုံမာမှကြာပွင့်တင်ငန်းဆောင်ကိုကြည့်ရှု၍ဤကဘာသည်တုံရကဘာလောမတ်ဖို့နိဗ္ဗာန်ချမ်းသာအတွက်စီမင်းဝါပြောမိဖျားပွင့်သောကဘာလောခံမင်းကြရသည်ဤတို့လေကဘာအစ်စ်ဖြစ်တိုင်းဖြစ်တိုင်း တုဒ္ဒဝါဒမြမာကြီးတို့သည်ကဘာဦးဗုဒ္ဓနမိတ်ကိုဖတ်ကြား၍ပြည့်ညတ်တမုတ်ကြကုန်၏။ကြာတဝင့်တွင်လေဖျားတဆူသည်ဤကဘာတွင်ဖွင့်ပြီးနှစ်ပွင့်တွင်လေနှစ်ဆူ၊သုံးပွင့်တွင်လေသုံးဆူ၊လေးပွင့်တွင်လေလေးဆူ၊ငါးပွင့်တွင်လေဖျားငါးဆူဖွင့်ပြီးကဘာအဖြစ်သိရှိကာတာရကတ်မန္နာကတ်တာရမဏကဗရကံဟူတတ်မှတ်ကြသည်ယခုကဘာတီစားနိုင်လေမြမကြီးတို့သည်ကြာငါးပွင့်ကိုတွေ့ရှိသည်ဖြင့်ကာကုတံကောနာကုံကတ္တပ ဃောဓမအရိမတိယဟူသောဖယားငါးစုပွင့်တော်မူမီဟုဝမ်းသာရှင်လန်းကြလင်သည်တဲ့ဤဘဒ္ဒကပါမဆာ၏နောက်သို့ပြန်ဖြင့်ရည်တွက်လိုက်သည်ရှိသောလေးတင်ချင်းနှင့်တသိန်းတော်ကပါများအနက်တဆက်တကပါတို့တွင်သာလင်ဖယားပွင့်တော်မူခဲ့ရာအလုံးပေါင်း28စုရှိသည်ကြံသောကပါပေါင်းလေးတင်ချင်းနှင့်9900 89ကဘာတီကဖျားပွင့်ခြင်းမရှိသောတုံရကဘာများဖြစ်သည့် ပွင့်တော်မူပြီးသောဖျားနှစ်ကျိတ်ရှိစုတို့သည်ကပထမအတင်ချေတွင်ကာလ၌တရမန္တကကကဘာရင်တနင်္ဂရာစသောဖျားလေးစုဒုတိယအတင်ချေတွင်ကာလတွင်တရကဘာ၌ပွင့်တော်မူသောကောညာနာဖျားတစုတတိယအတင်ချေတွင်ကာလ၌တရမန္တကကကဘာရင်မင်္ဂလာစသောဖျားလေးစုစတုတ္ထအတင်ချေတွင်ကာလတွင်တရကကကဘာ၌ အနောမတီတီစာသောဖရာသုံးစုကဘာတသိန်းထက်တွင်တာရကတ်ကဘာ၌ဝင်တော်မူခဲ့သောဘရုမုတ်တရဖရာတစုကဘာသုံးတော်ထက်တွင်မန္တကကတ်ကဘာ၌သူမီတာသူစာတာဖရာနှင့်စု138ကဘာအထက်တွင်ရေကဘာကတ်၌ ပီယတိစသောဘုရားသုံးခု94ကဘာထန်၌တာရကတ်ကဘာတွင်တိတ်တရဘုရားတစု92ကဘာတွင်မန္နကတ်ကဘာ၌တာရကတ်ကဘာတွင်ဝိပတိဘုရားတစု31ကဘာထက်တွင်မန္နကတ်ကဘာ၌တိခိနိဝိတပူဘုရားနစုယခုပတကဘာတွင် ကကုတန်ကောနာကုံကတ္တဘခေါရမဘုရားလေးစုတို့ဖြစ်သည်ဘာနီကြီးပြန်လည်ပေါ်ထွန်းလာတော့အခါအထက်ပြမာပုံတို့မှပြမာတို့သည်တတ်တန်းကုံဆိုးရေး၎င်းကံကုံချင်းကြောင့်၎င်းစုတူ၏ဥပ္ပီတ ့ဆင်းသက်လာပြီးလေဥပပတ်ပြိတ္တရေဖြင့်လူဖြစ်လာကြသည် ရင်းကပါဦးတို့ကကိုယံကိုဟာထုံးတောက်ခြင်းကောင်းကင်ခရီးသွားနိုင်ခြင်း အသက်အတင်ချေရရှိခြင်းအစာအာဟာရကိုမမီဝဲပဲနေနိုင်ခြင်းယောက်ျားမိန်းမဟူ၍တဘာဝနမိတ်မရှိပဲပဂရီအတိုင်းတည်ရှိခြင်းစသောဂုံဝင်ကများရှိသည့်ထိုအချိန်တွင်နေလာကြုံနက်ခတ်တရာတို့သည်လည်းမရှိသေးခြင်းကဘာမြေကြီးသည်လည်းပုံသွလောက်ထအပ်တော်ထောပတ်ကဲ့သို့တိမ်ဝင့်ညံ့သောမြေကြီးလွာများရှိနေသေးသည်တစုံတယောက်သောကဘာဦးလူသည်မြေကြီးလာကိုရှာပေါ်တွင်၏အရသာခန်းစားလီသောအခါကိုရောင်ကိုဝါတို့မှကွယ်ပြောက်သွားသည်ဖြင့်တကဘာလုံးအမောင်တီဖုံးလန်းလျက်ရှိသည့်ကဘာဦးလူတို့ ည်လဲအလွန်တရာကြောက်ရွံ့တုံ့လုံခြင်းဖြစ်ကြသည်ထိုစဉ်ယူဇနာတထောင်လင်းကိုဆောင်းနိုင်သောတနင်္ဂနွေကျုံညင်မင်းကြီးပေါ်ထွက်လာရာကပောက်လူများဝန္တာအာရဖြစ်ကြသည်ညင်မင်းကြီးပေါ်ထွက်လာသည်ဖြင့်အကြောက်စိတ်များပြိုင်ပြောက်ကရင်းရင်းစိတ်များရရှိသည်ဖြင့်ဒူရီယာဟုအမည်ပေးကြသည် သူရိယနေမင်းကြီးထွက်ပေါ်လာပြီးနာရီပေါင်း30ကျော်သောအခါထိုသူရိယနေမင်းကြီးသည်အနောက်ယူဂန်နရီတောင်သို့ဝင်သွားလေသောမှောက်မိုက်သူကလွမ်းမိုးလာပြန်သည်ကဘာဦးလူသားတို့မှအလင်းရောင်ကိုတောင်းတကြပြန်ရာသတင်းနာဂျိုလာမင်းကြီးပေါ်လာသည်လူသားတို့၏ဆန္ဒအတိုင်းတောင်းတ၍ ေါ်ထွက်လာရသည်ဟူယူဆကလမ်းမင်းကိုဆန္နာဟုအမိပေးကြသည်ကာလရှောရွှေရီလာရာဆန္နာမှဆန္နာဟုခေါ်ဝေါ်ကြသည်ထိုနေ့ကတပေါင်းလာပြည့်နေ့ဖြစ်ပါသည်ဖြင့်နေနစ်လာတို့ပေါ်ထွက်လာသည်နေမှာပင်တာရိနာနှက်ပြည့်စတုမာရိနှက်ပြည့်မြင့်မူတောင်ဟိမဝနာတောင်ကျွန်းကြီးကျွန်းငယ်သမုတ်တရားနှင့်အပေလေးပုံတို့သည် မရှိမနောင်ဖြစ်ပေါ်လာကြသည်ရာသီဥတုလည်းဖြစ်ပေါ်လာသည်ကဘာဥလူတို့တွင်လောဘရမက်အထုပြောလာသည်ဟာမြည်စီမြင့်တို့မှခန်းချောက်ွယ်ပြောက်သွားကြသည်ပရာ လာရအမိရှိသောနွယ်ချိုကို စားတောက်ကြပြန်သည်ထိုနွယ်ချိုတို့ကွယ်ပြောက်ပြန်သောအခါတလေးဆန်တို့ကိုစားတောက်ရပြန်သည် ကာမရာဂစိတ်ပြင်းထန်လာသောအခါယောက်ျားမိန်းမအသွေးတို့သည်ထင်ရှားစွာဖြစ်ပေါ်လာကြသည် လောဘဒေါသစိတ်များပြင်းထန်လာရာအလေးကျပေါက်သောတလီစပားတို့ကိုပုဂ္ဂလိကပိုင်းအဖြစ်သတ်မှတ်လာကြပြန်သည်တဖန်လဲခိုးဝှက်လူရဲ့ခြင်းမူသားစကားပြောဆိုခြင်းများပြားလာရာလူသားတို့၏အငင်းပွားမှုများကိုစီရင်ဆုံးဖြတ်နိုင်ပြီးပုဂ္ဂိုလ်တို့ကိုဆိုးရသောမိအဖြစ်တင်ပြောက်ရေးချရာရန် စီဝေးတိုင်ပင်ကြသည် ထိုပုဂ္ဂိုလ်သည်ကဲ့ရဲ့ရှုတ်ချတဲ့သူကိုအေးအေးယူရှုတ်ချပေးရမည်ဖြစ်ပြီးသူအားအထောက်ပံ့ဖြစ်စေရန်အခြားသူများ များ၏တလေးစပါးများထွက်လုံးမှ စေဝုံတပုံကိုပေးအပ်ကြရန်သဘောတူကြသည်။ ီလတမာရီနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကိုရှာကြံရာအစင်းကုံမှာဘုံတကူအာနာနှင့်ပြည့်စုံသောဂေါတမဘုရားလောင်းတော်ကိုတွေ့ရှိ၍တောင်းပန်ကြပြီးလေဘိတ်သိက်သုံးပြီးမင်းမြောက်ကြလေသည်တဲ့ထိုမင်းကိုကပ္ပဝုလူတို့ကတမုတ်ကြသောကြောင့်မဟာတမရဟူ၏ခေါ်ဆိုကြသည်ဘုရားလောင်းမဟာတမရမှစ၍ရေထွက်လာခဲ့သောမင်းမောင်း33569လို့ရောက်တော့အခါဂေါတမဘုရားဖျားဖြစ်ပြီးတိတိတမင်းဒီဖြစ်လာလိမ့်ဒီလို့យေတာထားပါတယ်ရှင် မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးရပါတယ်ရှင်။နားဆင်မိကြတဲ့ပြည်သက်ကြီးအားလုံးကိုလည်းကျေးဇူးထုတ်ပင်တင်ရှိပါတယ်ရှင်။